ားလုံးမင်္ဂလာပါဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာဘော်ဒူးသားသမီးယာဦးသားသမီးဖြစ်ခဲ့မယ်ကိုကိုရိုင်းကလည်းဗီဒီယိုနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအတိုင်းအတာတစ်ခုရှိမယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆုံးနဲ့ထိကြည့်ရှုပေးပါဘာဖြစ်လို့ဆိုတော့ကျွန်တော်အခုဟောကြားပေးမှာကတော့ဆက်တလပိုင်းမှာတွေ့ကြုံလာမယ်ဘော်ဒူးသားသမီးယာဦးသားသမီးတွေရဲ့ကံအဆိုးကောင်းကိုတုံ့တက်ပြီးတော့ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ် ကျွန်တော်တော့အမမင်းငယ်တွေပဲဆရာဇော်ရင်တော့ဖြစ်ပါတယ်မိတ်ဆွေတို့ကိုကျွန်တော်အမြဲတမ်းဘေးရင်ရတရားကြီးနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေတဲ့ဆရာတယောက်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးတာခြင်းအပြင်နေ့စဉ်နဲ့မျှကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်တကယ်လို့များကျွန်တော်ဒီမှာဗီဒီယိုမေးခြင်းတယ်ဆိုရင်ကျွန်တော် tarot making question တစ်ခုတော့အခကြေးကိုကျွန်တော်တောင်းချက်ယူပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်တွေတင်ပေးထားပါနဲ့အဲကျွန်တော် ဒါပါပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီ TikTok Messenger ကျွန်တော်ရဲ့ Facebook page ကနေဖြစ်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်။အဲ့တော့ဆက်သွယ်ပြီးတော့မေးမြန်းတော့မမေးမြန်းတာတကန်တော့ပါ။အဲ့တော့အခုက7လပိုင်းမှာတွေ့ကြုံလာမဲ့ပေါ်တခုသာသမီရာဟုသာသမီတွေရဲ့ကံအဆိုးကောင်းကိုစတင်ပြီးတော့တုံးတက်ပြီးဟောကြားပေးပါမယ်။အရင်ဦးဆုံးကျွန်တော်တို့ပေါ်တခုသာသမီရာဟုသာသမီတွေရဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဒီကာလမှာကိုယ်ပိုင်လုပ်ငန်းကိစ္စတွေမှာ ကိုယ်နဲ့ပတ်သက်ပြီးတော့ဆက်ဆံနေရတဲ့မိတ်ဆွေအပေါင်းအသင်းတွေဝန်ထမ်းတွေအခက်အခဲဖြစ်တာမျိုးတွေသူတို့နဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့လုပ်တွေမှာအဆင်မပြေမှုအထင်ငော့ဖြစ်မှုတွေနဲ့ကျွန်တော်တို့တွေ့ကြုံလာမယ်အချိန်ဒီအပိုင်းခြားတစ်ခု ဖြစ်ပါတယ်လုပ်ငန်းကိစ္စတွေမှာကိုယ့်ရဲ့စိတ်ဆန္ဒစောင်းမှုတွေကိုယ့်ရဲ့စိတ်လောမှုတွေကြောင့်မလိုလားအပ်တဲ့အနှောက်အယှက်အသားစီးလေးတွေကြုံတွေ့လာရနိုင်ပါတယ်ဒါကြောင့်မလို့အလုံးလုံးတဲ့အခါမှာဝန်ထမ်းခက်ခဲ ိုနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့စီးပွားရေးမိတ်ဆွေအပေါင်းအသင်းတွေနေနေလေးဂယူဆိုင်ဖို့အတွက်လိုအပ်တယ်။ပြီးတော့ရှေ့ရောက်နေတဲ့ကိုယ့်ရဲ့စိတ်တွေမြန်မြန်ဆန်ဆန်အောင်မြင်ခြင်းနဲ့ကိုယ့်ရဲ့ဆန္ဒတွေကိုခဏလေးချုပ်ထိန်ထားရမယ့်အခြေအနေအပိုင်းအခြားတစ်ခုလည်းဖြစ်ပါတယ်။နေရာထိုင်ခင်းအခက်ခဲ၊ဆိုင်ခန်းအခက်ခဲနေရာနဲ့ပတ်သက်ပြီးတော့ငှားရမ်းတာမျိုးပေါ့နော်။ဒီလိုအခက်ခဲလေးတွေဒါမှမဟုတ်လို့ရှိရင်တော့ဘေးပတ်ဝန်းကျင်နဲ့လုံးလုံးနေနေဘေးပတ်ဝန်းကျင်နဲ့အဆင်မပြေတာမျိုးကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတိုင်တာတော်တာစသဖြင့်အစိုးရပိုင်း နဲ့ပတ်သက်ပြီးတော့ဥပမာစီပင်ဝန်တိုင်တာမျိုးပေါ့တခြားတော့ကျွန်တော်တို့ပေါင်ဝင်ကျင်ရဲ့အာကျွန်တော်တို့မချိန်တဲ့ချက်တွေနဲ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခြေအနေအပိုင်းအခြားတစ်ခုလည်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့တွေ့ကြုံလာမဲ့ငွေကြေးကိစ္စအိမ်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဒီကလမှာငွေကြေးကိစ္စအိမ်နဲ့ပတ်သက်ပြီးတော့ခက်ခဲများစွာကြုံတွေ့နေရတဲ့အပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ကိုယ်နေနဲ့အပြင်ပန်းတရံမှာဘလောက်ပဲငွေကြေးအစီအပြေတွေလို့ပဲသူများထင်ထင်ကိုယ်နေနဲ့ဘလောက်ပဲတာနာအောင်ပဲဝေါ်တာဝေါ်တာဘလောက်ပဲ ဘယ်လိုခေါ်မလဲဟိုတထေးပုံစံပဲဖန်တာဖန်တာကိုယ့်ရဲ့ငွေကြေးကိစ္စအင်းဖတ်တတ်ပြီးဒီကာလမှာဘလို့မှအဆင်မပြေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်ပြောချင်တာတော့စိတ်လဲစိတ်လောက်အဆင်မပြေဘူးစိတ်လဲစိတ်လောက်အဆင်မပြေဘူးဆိုတဲ့အပိုင်းခြားကိုဖော်ပြထားခြင်းဖြစ်ပါတယ်ငွေကြေးကိစ္စအင်းနဲ့ပတ်သက်ပြီးတော့ငွေလက်လွန်တာမျိုးချိတာငှားတာမျိုးမပြုတ်လောက်ပါနဲ့နောက်တစ်ခါကျွန်တော်တို့ရွှေတဲ့ပစ္စည်းငွေတဲ့ပစ္စည်းစက်ပစ္စည်းအင်းနဲ့ပတ်သက်ပြီးတော့အယောင်မှအဝယ်မှဖြစ်တတ်ပါတယ်ဒီကိစ္စအင်းနဲ့ပတ်သက်ပြီးဝယ်တဲ့အခါမှာနည်းနည်းလေး ဂယုဆိုင်ဖို့အတွက်လိုအပ်ပါတယ်နောက်တစ်ခါကျမ်းမာရေးအားနည်းလို့ကျမ်းမာရေးကုသရတဲ့ဇယိတ်တွေငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးအကုန်ဆုံးခုများနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ကျမ်းမာရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ဒီကလမှာကျွန်တော်တို့သိပ်ပေါင်ကြတာတွေဖြစ်ပေါ်တတ်တယ်အေးရေးပြက်တာတွေဖြစ်ပေါ်တတ်ပါတယ်ဒါကြောင့်မို့သိပ်ပေါင်ကြတာတွေအေးရေးပြက်တာတွေပြီးွားရင်ကျွန်တော်တို့ခန္ဓာကိုယ်အာဘယ်လိုခေါ်မလဲဆိုတော့ကိုယ်ခန္ဓာနေပြီးတော့အဥမာပေါ့ ဘေးမှာရှိနေတဲ့ virus တွေကူးပြီးတော့လေကျွန်တော်တို့ကြားတာနားတာဥမာတုတ်ခွေးဖြစ်တာမျိုးတို့ယာရီပေါ်တုတ်ခွေးဖြစ်တာမျိုးတို့เนาะအဲ့တော့ဒီကာလတွေမှာအတက်နိုင်ဆုံးဆေးရုံဆေးကန်းယောဂဘိုးရှိနေတဲ့လူတွေနဲ့ထိတွေ့ဆက်ဆံတာမျိုးပြားနာနေလူနဲ့ထိတွေ့ဆက်ဆံတာမျိုးအတက်နိုင်ဆုံးရှောင်ကျင်တာပိုကောင်းပါလိမ့်မယ်။ဘာလဲဆိုတော့ကိုယ့်ရဲ့ကိုယ်ခန္ဓာအနေနဲ့အချိန်ဒီပိုင်ကြတခုဖြစ်မလို့ဟိုယောဂါကိုကူးလွယ်တယ်ပေါ့နော်။ယောဂါဖြစ်မြန်တယ်အဲ့လိုနေရာတွေသွားရဆိုရင်နည်းနည်းခရုစိုက်ဖို့အတွက်တော့လိုအပ်မယ်လို့သုံးသပ်ပြီးခေါ်ကြပေးခြင်းပါ။နောက်တစ်ခုကတော့ တွေ့ကြုံလာမဲ့ဗောဓဟုသာသမိတွေရဲ့အခြေအကျိစနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်စေတနာတွေပိုလွန်အားကြီးပါတယ်ဒီကာလတွေမှာကိုယ့်ရဲ့ချစ်သူဘောကိုစိုးရိမ်ပူပန်စိတ်ဒါမှမဟုတ်လို့ကိုယ့်ရဲ့ချစ်သူကိုဖြစ်စေခြင်းနဲ့စိတ်ကိုယ့်ရဲ့ချစ်သူဘောကိုစေတနာထားတဲ့စိတ်တွေကလူတာထက်ပိုမှုလွန်ကဲပြီးတော့တပတ်ကကိုယ့်ဘောကိုအပြစ်တင်တာအပြစ်မြင်တာမျိုးဖြစ်တတ်ပါတယ်အဲ့ဒီလူမျိုးဖြစ်ပေါ်တဲ့အခါမှာကိုယ့်ဘကတယောက်တည်းခံစားရတာမျိုးဒုံမဟုတ်ကိုယ့်ရဲ့ချစ်သူကိုဖွင့်ပြောလို့မရတဲ့အခက်အခဲဖွင့်ပြောလို့မရတဲ့ပြဿနာ ဒီနေ့ကြုံတွေ့နေရတာမျိုးကိုယ့်ရဲ့ခက်ခဲကိုယ့်ရဲ့ပြဿနာဖြစ်ကိုယ့်ရဲ့ချစ်သူခက်ခဲကိုယ့်ရဲ့ချစ်သူပြဿနာပဲဖြစ်ဖြစ်နှစ်ယောက်သားညှိနှိုင်းတဲ့အခါမှာညှိနှိုင်းလို့မရပဲနဲ့အဲကျွန်တော်တို့အဆင်မပြေဖြစ်တာမျိုးတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာရနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့အရန်ချစ်တဲ့လူတွေဟာဒီကာလမှာပုံမှုပြီးတော့ခံစားရတယ်ပုံမှုပြီးတော့ခြေကွဲရတယ်ပုံမှုပြီးတော့စိတ်ရှုပ်စရာတွေများရတယ်စိတ်ပူပန်စရာတွေများရတယ် ါတော့အဲ့လိုမျိုးဖြစ်ဖို့ဆိုတာတော့ကိုကသူ့ပေါ်ဘလောက်တိနှစ်နှစ်ခါခါချစ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့အချစ်ကြီးရင်ချစ်ကြီးလောက်ဒီကာလမှာအပူကြီးတတ်ပါတယ်အဲ့ဒါလေးကိုတော့နည်းနည်းခရီးဆိုင်ဖို့အတွက်လိုအပ်ပါတယ်နောက်ချက်ကကြုံတွေ့လာမယ်ကျွန်တော်တို့အိမ်တော်ကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့ဘိုင်းဖြစ်ပါတယ်ဒီကာလမှာအိမ်တော်ကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့ဘိုင်းမှာတော့ကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့အိမ်တော်ဦးစီးဒုမဟုတ်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့ဇနီးမယားနော်အာအလောက်တိုင်ကိစ္စရည်နဲ့ပတ်သက်ပြီးအဆင်မပြေတာမျိုးသူတို့လောက်တိုင်ကိစ္စတွေမှာဝင်ရောက်ကူညီပေးရတာမျိုးဖြေရှင်းပေးရတာမျိုး ရဝဲရောက်နေတဲ့ကိုယ့်ရဲ့အိမ်သူအိမ်သားတူတယောက်စီကနေတဆင့်အာမလိုလားအပ်တဲ့သတင်းစိုးတွေကျွန်တော်ကြားသိရတော့မျိုးအလုပ်ပြုတ်သွားတာမျိုးအဆင်မပြေဖြစ်တာမျိုးကိုယ့်အကူအညီလမ်းတောင်းတာမျိုးပေါ့နော်စသဖြင့်ကိုယ့်ရဲ့ရဝဲရောက်နေတဲ့အိမ်သူအိမ်သားဒါမှမဟုတ်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတူတယောက်စီကနေတူတယောက်ကကိုယ့်အကူအညီတောင်းတာမျိုးတွေဒီကာလမှာတွေ့ကြုံလာတတ်တယ်အိမ်တော်ရေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ဘာပဲလို့လို့အမြဲတမ်းကြံ့ကြာတတ်တယ်နှောင့်နှေးတတ်တယ်တခုခုကိုကပြောချင်တယ်တခုခုလှုပ်ချင်တယ်ဆိုရင်တော့ချက်ချင်းမဖြစ်လာဘူး အာဆိုတော့အနောက်ချက်တစ်ခုနဲ့ကြုံတွေ့ပြီးတော့မှအချိန်တိုင်းတာတစ်ခုပေးပြီးတော့မှဖြစ်လာတာမျိုးဥမာကိုယ့်ဘက်ကဘလောက်ပဲမှန်နေပဲပြောပြောပါကွာကို့အမှန်ကချင်းချင်းအမှန်တရားဘက်ကိုကူပြောင်းသွားတာမျိုးအချိန်ကတစ်ခုရောက်လာရင်တော့ကို့ဘောနားလေကောင်းနားလေလိမ့်မယ်ပေါ့နော်ဒါကြောင့်မို့အိမ်တွင်းကြီးကိစ္စကြားထဲမှာလည်းခဏပြောလို့မျိုးအထင်လွဲစရာတွေတချို့ကို့အပြောဆိုအနေထိုင်နေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတတ်ပါတယ်ဒါလေးကိုတော့ view site ကိုတော်လိုရတယ်နောက်တစ်ခုကတော့တွေ့ကြုံလာမယ်ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ဘိုင်းဖြစ်ပါတယ် လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးစိတ်ဖြစ်ချင်မှုအမှန်တည်းများပါတယ်။လက်ရှိရှိနေတဲ့အလုပ်ကနေထွက်ပြီးတော့နောက်ထပ်အလုပ်အစ်ရှောက်ဖို့တော့မှစူးစမ်းနေတယ်စဉ်းစားနေတယ်တွေးတောနေတာဖြစ်တတ်ပါတယ်။ဆိုတော့နောက်တစ်ခုကလည်းလုပ်ငန်းခွင်မှာလူအထွက်များပြီးတော့ဟိုကိုလုပ်ရမယ့်တာဝန်ထက်ပုံမှုပြီးတော့လုပ်ငန်းတာဝန်ပိုလုပ်နေရလို့မျိုးဖြစ်တတ်ပါတယ်။ဆိုတော့ဥပမာ၃ယောက်လုပ်ရမယ့်နေရာမှာအဲနှစ်ယောက်ကလုံထောက်ထားပြီးကိုတယောက်တည်းလုံနေရတယ်လို့မျိုးပေါ့နော်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စမဟုတ်ဘဲတခြားလူငယ်လုပ်ငန်းကိစ္စတခြားလူရဲ့ကိစ္စတွေပါ ကျွန်တော်ကုညီဖြည့်ရှင်းပြီးတော့လှုပ်ဆောင်နေရတဲ့အတွက်ကြောင့်ဒီကိစ္စမှာစိတ်ပင်ပန်းမှုအမှန်တမ်းများတယ်ပြီးတော့အထက်လူကြီးတွေရဲ့ဖိအားပေးခြင်းအမှန်တမ်းများနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တယ်အဲ့တော့မိတ်ဆွေဒီကာလတွေမှာအလုတ်ချက်အလုတ်ထွက်ချင်တာအလုတ်ပြောင်းချင်တာဖြစ်ပေါ်နေပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့တွေ့ကြုံလာမယ်တလားတာမှာဘုရုသားသမီးတွေကံကောင်းနေတဲ့အကြောင်းအားဖြင့်ဖော်ပြပေးရမယ်ဆိုရင်ကျွန်တော်တို့အဝါရောင်အနဲ့ရောင်အနီရောင်အားကောင်းနေပါတယ် ကံကောင်းနေတဲ့ခဏအဖြစ်ပြောမယ်ဆိုရင်နံပါတ်5ခဏအားကောင်းတယ်ကျွန်တော်တို့နံပါတ်3ခဏအားကောင်းတယ်နံပါတ်2ခဏအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီတလတာမှာဗောဓဟူသာသမီရာဟူသာသမီဒီကံထောက်ပံ့ကောင်းနေရရှိခြင်းနဲ့ဆိုရင်တော့မြတ်စွာဘုရားကိုနေ့စဉ်နေ့တိုင်း မာလာရေစင်ခုနှစ်ခွက်လှူဒန်းပေးရမှာဖြစ်ပါတယ်မာလာရေစင်ဆိုတော့ကျွန်တော်တို့ဒီတောက်ရီခွက်ထဲမှာစပယ်ပန်းထည့်တာမျိုးနှင်းစီပန်းထည့်တာမျိုးဆိုလိုခြင်းဖြစ်ပါတယ်ဒီရည်ရည်ပြုတ်လို့ခြင်းဟာကိုယ့်ရဲ့အယောင်းဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးကံကောင်းတာတွေဖြစ်စေတယ်လူချစ်လူကံပေါ်များစေတယ်ခဏကကိုယ့်ဘော်သူများတမျိုးထင်နေတာကြီးပြန်လဲပြီးတော့ကောင်းမလာပါလိမ့်မယ်အဲ့တော့ကျွန်တော်ပြောတဲ့အတိုင်းဟောတယ်ကျွန်တော်ပြောတဲ့အတိုင်းဖြစ်နေဆိုရင်ဒီဟာလေးလုပ်ကြည့်ပါမာလာရေစင်ခုနှစ်ခွက်နှင်းစီနေတိုင်းကတ်လူပူဇော်ပါတကယ်လို့ကိုကနေတိုင်းမလုပ်နိုင်တော့ကို့မွေးနေဖြစ်တဲ့ဘော်တဟူးနေ့ မနဲ့ဖြစ်ပြီညောက်စီပြုလို့မယ်ဆိုရင်ကုတ္တကန်ထောက်ပတ်ကောင်းလို့ရရှိစီပါလေ။အဲ့တော့ကျွန်တော်ရဟောကြားမှုဒီမှာပဲရန်နာခွင့်ပြုပါအားလုံးပဲကိုကြီးကျမ်းမာခြင်းစိတ်အချမ်းသာခြင်းနဲ့ပြည့်စုံကြ